ေခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ TRT သုဒ္ဓ Region Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးတော်ရာဆွေဤရာဆွေသောမိုးစေ့ဆိုတဲ့ဝိဓုစာအုပ်ကိုအပိုင်းငါးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ်ယုံပိရဲ့ဖြစ်သည့်အပြင်ရာသီဥတုတာယာသောညနေခင်းလည်းဖြစ်သည့်အလျောက်ရန်ကုန်စေကမ်းမှာအပန်းဖြေလင်းရင်ခန္ဓာသူများနှင့်စီကား၍နေတော့၏ရန်ကုန်မြစ်အတွင်းမှာလည်းကြောက်ချရနာလျက်ဂုံများတင်ချနေသောပင်လကုသင်္ဘောကြီးများဥရဟောသွာလာလျက်ရှိသောမော်တော်သင်္ဘောငယ်များနှင့်၎င်းတို့အကြတွင်လှိုင်းဟုန်ကိုစီးလျက်ကူးကတ်နေကြသော ငှက်တံပံတို့မှာ ရှုမကြည့်နိုင်အောင်ရှိကြတော့သည်ဇင်ရောငှက်ကလေးများခြံရံလျက်ရန်ကုန်မြစ်အတွင်စုံလိုက်ဆန်လိုက်ဖြင့်ကုသန်နေသည့်အပျော်စီမော်တော်ကလေးတစ်စီးဦးပိုင်း၌ကစံသင်းနှင့်ပူပခင်တို့ဖြစ်ကြ၏ဗိုလ်ရင်ကလက်တို့ခေါ်သွား၍ဒေါ်လေးခင်သည်မော်တော်တွင် ရောက်နေ၏ဗိုလ်ရင်နှင့်ဒေါ်လေးခင်တို့မှာမော်တော်ဝန်ခံတဲ့၌အေးအေးလူလူစကားကောင်းနေကြရာစံသင်းနှင့်ပူပခင်တို့သာလျှင်မော်တော်ရှေ့ပိုင်းအပြင်၌ ဇင်ယောင်ငကလေးများအားအစာကိုပြည့်၍ကျွေးရင်လိုက်ပါလာကြသည်ဇင်ယောင်ငကလေးများအားကျွေးသောဘစ်ကစ်မုန်းချံများကုံသွားလေတိုင်းစံသင်းကဂေဥဒစိုက်ဖြင့်ယူ၍ပုပုခင်လက်ထဲသို့ထည့်ပေး၏ပုပုခင်က ခုံပြန်စားတော့နေကြသောဇင်ယောင်ကလေးများကိုကြည့်ရင်အရှင်ကြီးရှင်အကျဉ်တကြီးကျဉ်တ်လေတော့၏ပုပုခင်သည်အနာသို့မမိတမီကတ်လာသောဇင်ယောင်ကလေးများအားအသေးတရားရာဖြင့်လှမ်း၍လှမ်း၍ဖမ်းနေလေတော့ရာ ထိုချိန်တွင်အာလွင်ပြီးမြစ်တွင်သို့ထိုးကြသွားတော်မူအဖြစ်တွင်စံသင်က အထိတ်လန့်ဖြင့်ကမန်ကရန်ပုပုခင်ဤကိုကလေးအားလှမ်းဆွဲပြီးဖတ်ထားလိုက်မိတော်သည်ပုပုခင်မှာလန့်စိတ်ဖြင့်ကြောက်လွင်း၍ကိုကလေးတုံနေရှာတော်၏ဤနောက်စံသင်အားမျက်လုံးကလေးပြူ၍မော်ကြည့်လိုက်မိလေသည်သူကြသည့်အတွေ့လုံးလုံးဘာလိုလိုကြောင့်နှစ်ဦးစလုံးကြောင်နေမိရာက နောက်မှတရိယာပြီးဖြတ်ခနဲကိုချင်းခွာလိုက်မိ၏ ဘုဘခင်ကရိုတိုရှန်တန်းဖြင့်စံသင်ဤမျက်နာကဩတိုအာတာဖြင့်ခြေမကံမိလက်မကံမိဖြစ်နေတော့သည်စံသင်ဤဖြစ်ပုံကိုကြည့်ကဘုဘခင်ခမမာရေခြင်းစိတ်ကိုအနိုင်နိုင်ချုပ်တီးလျက်စကားမရှိစကားရှာပြီးဘုဖြင့်ယင်းနေ့မှာဤကနေ့ဖြစ်သွားတာပဲကျေးဇူးတင်လိုက်တာစံသင်ကယုံကြည်ပြီးကြီးလှုပ်လျက်ဒီက ဒီကပုထတောင်ပုတ်ပြီးရင်လုံသွားမိတာဘုဘခင်က မျက်နာလေးနေပြီးခေါင်းငုံသွားတော့သည်ထို့နောက်လက်ကလေးနှစ်ဖက်ကိုရင်ဘက်ပေါ်ရှက်လိုက်ကပခုံးကလေးကိုတွန်းလိုက်ပြီးပုဖြင့်ချက်လို့ကျဲတိတောင်ထလာပြီးလာမိမိတို့စီသွားစုံတော့ပုကရှက်ကန်းကန်းကလေးဖြင့်လက်ရဇန်သင်းကြောင်းနေရာကခြေလမ်းပြင်လိုက်သည် မော်တော်ရုံး၌ဘိုရုံးနှင့်စကားကောင်းနေသောဒေါ်လေးခင်ဘေးတို့ပုကဝန်ထမ်းလိုက်ပြီးမိမိကံကောင်းလို့ပုလီချီချိုကြမလို့ကိုကိုကိုတော်ရင်လမ်းဆွဲလိုက်ပြီလို့သာပေါ့ပုပြင်ရင်ထဲမှာဤကနေหนีသွားတာပင်မြေလုံးကလေးဝိုင်းနေသောပုပ္ပခင်အားဒေါ်လေးခင်ကအလန်တရားကြီးကယင်ဘက်ကိုလက်ဖြင့်ဖိလျက်ဟေးငါယင်တုံးလိုက်တာဖျားဖျားမတိရောမပြောက်ကောင်း ကျေးဇူးတင်လိုက်တာကိုကိုတော်ရဲ့တမိဟာကိုကိုတော်ကလေးအသက်ပဲရှိပါကလားစံတင်ဒီပြုံးပြေးပြေးဖြစ်နေလေသည်စံတင်မှာဘုဘုခင်နဲ့နေစားခဲ့သောအတွေ့အထိုးတွေကြောင့်စိတ်များကြောင်ချောချဖြစ်လျက်ညကတော်ရုံနဲ့အိမ်မပြောပဲဖြစ်ခဲ့သည်ဖြင့်ယခုနံနဲ့နေမြင့်တဲ့တိုင်အောင်အိမ်မောကြဆဲရှိနေသေးတော့ဤနန္ဒခင်လမ်းလျှောက်ရာမှပြန်၍လာသောဘိုးရင်းသည်စံတင်ဤအိမ်ခန့်တကားစီအားအသာလှက်၍ချောင်းကြည့်လိုက်ရာ အိမ်မောကြနေသောဆန်သင်အားတွေးလိုက်သည်တွင်ဂျေနက်စွာပြုံးလိုက်ပြီးနောက်မိမိအခန်းဘက်သို့ခြေကိုဖော့နှင်းကာကူးသွားတော့သည်တကားပွင့်လျက်ရှိသောမိမိအခန်းသို့လန့်ဝင်လိုက်သည်နှင့်တပြိုင်တည်းပစ္စတိုလဲဤပြောင်းဝါကမိမိအားအသင့်စီကြောနေသည်ကိုရုတ်တရက်တွေ့မြင်လိုက်သည်တွင်ဘုရင့်မှာလန့်ပြတ်သွားလျက်မွေးငင်းများထောင်သွားတော့သည်တနက်ကိုကင်သားသူကဇံကြီးဖြစ်နေသည်ဘုရင့်မှာတပ်ပြင်းကိုချလျက်မျက်မှောင်ကျွတ်လိုက်ပြီးဟေ့ကော ချဲမှာပဲအရန်လုံမနေနဲ့ကွာခတ်တယ်ကောင်အခန်းကြီးဖွင့်ပြီးတနက်ဆော့နေရသလားမင်းဘိုးကြီးအသေးစားလေးကဟိုဘက်ခန်းမှာဇန်ကြီးလည်းတနက်ကိုချကမျက်လုံးပြုတ်လျက်ဟာဆရာမေးလို့ဆရာတနက်ကိုတိုက်နေမိတာဇန်ကြီးကကြပြကြရအခန်းတကားကိုသွားပိတ်လိုက်ပြီးနောက်ဆက်၍ခိုးနေကပြမနာကကောင်လေးလာရင်ကြီးစံ၃ဒါဇင်လောက်အချုံရလိုက်တယ်ဆရာ ဘိုးတွင်းကစံကြီးခြားရသောတနတ်ကိုကောက်ယူလျက်လက်ဖြင့်ဆောင်းနေရင်းကဟန်ကြလိုက်လေကွယ်ဟန်ကြလိုက်လေစံကြီးရဲ့ဒါရဟိကောအောက်ရက်ကကိုကိုတော့အဖေကြိုက်လာတယ်ဆိုတော့မင်းမီးရုပ်စံသင်းအခန်းထဲရွှေထားပြီးပြီလားဒါမှသူ့အဖေကိုခြေချောင်းတရုတ်ပေါ်ညာဖို့ပေါ့ကွာဟာဆရာမတွေ့ခဲ့ဘူးလားအဲ့ဒီအယုတ်ကိုရွှေထားပြီးတာကြပါကောကိုစံသင်းကလည်းအဲ့ဒီအယုတ်ကြီးကို ဥရှန်ရှိမှဟန်လုတ်ပြီးကြိလိုက်ရတာအမိုးပဲဆရာရဲ့ဒါနဲ့ဆရာငနေတယ်တဲဟုတ်နေပါလားဆရာငနေမှာကအဟုတ်ပဲကြနေပြီဘိုးရင်းကကျင်းနဲ့စွာပြုံးလိုက်ပြီးအေးဆရာကြရင်ဘယ်ခံနိုင်မလဲကွာ ဟုတ်တယ်ဆရာတကယ်ကိုကိုတော့အစ်စ်ဆိုရင်တော့ဒီလောက်ခီးပေါက်ချင်မှပေါက်မှာဒါပေါ့ကွာခုဆိုသူ့မိကြီးကပါမြန်မြန်လောင်ကိစ္စပြီးစေချင်နေပြီလေ သူတို့ကတော့ဒီသမထုလေးရဲ့အဆိုပြေးအချိန်ကြာရင်လွတ်သွားမှာစိုးရိမ်နေဟန်တူရဲ့အမှန်ကတော့အကုသိုလ်ဝန်တာမဟုတ်လားတကယ်တည်းဝန်တာမအကုသိုလ်ကောင်ကြီးက အကောင်လိုက်ဘောင်းမီဝေပြီးဝန်လာတာမတိဘဲကိုအစ်စ်ပဲဆရာကြီးအကုသိုလ်အကောင်လိုက်ဘောင်းမီကြီးနဲ့ဝင်လာတာနို့ဒါနဲ့ဆရာဆရာငနေတယ်သတိပေးလိုက်အောင်တော့ တော်တော်ကြာအတွေ့များပြီးဖတ်တော့ဖတ်တယ်လေကိုငမကြီးငနေကတကယ်ကြိုက်သွားလို့ဟွန်းပြဿနာရှင်းရခက်ကုန်မယ်နော်ဘုရင်မမျက်မှောင်ကျုပ်သွားလေအေးဒါသတိထားစရာပဲမှန်တယ်ဒါပေမဲ့ဒီလိုအဖြစ်ခံရိုးလားဇန်ကြီးရဒါတွေဟာဘာတွေလဲကွာဘုရင်ကဟန်ပါပါနဲ့ဘိနာရင်ပုံထားသောကြီးစံမြတ်ကိုကောက်ခံလိုက်ရင်ဇေဆက်သလို ချွတ်ခနဲ့ချွတ်ခနဲ့မြေအောင်လုံပြင်းနောက်လဝတ်ကိုဖြန့်ပြလိုက်သည်ဇန်ကြီးကကြည်စံများကိုကြည့်၍မျက်လုံးပြေကလေပင်ရှည်ထွက်သွားလျက်ကြည်ကြည်စံတွေဒါတွေသုံးမလို့လားဆရာဘိုးရင်းကခက်ခက်ရေလိုက်ပြီး ဒါတွေသုံးရမှာပေါ့ပြစ်ဖို့တော့မဟုတ်ပါဘူးငနဲ့တစ္ဆာဖောက်ရင်လားဟောဒီကြီးစံတွေကိုတနေ့ကိုသုံးတောင်းသုံးတောင်းအစိမ့်လိုက်ကိုစေရဏဝန္ဒမြို့ခိုင်းမယ်ဒါပဲကွာစံကြီးမှာမျက်လုံးများပြုတ်ရမှတဖြည်းဖြည်းမိလာကပြုံးသွားလေတော့ဤဒါယာကျင်းဥပဲရှုခင်းရှိသောကံတော်မင်းပัญญဝတွင်ပြောင်းလဲနေသောဇလွန်ကားလေးတစ်စီးသည်ညင်သာစွာထိုးဆက်လိုက်ပြီးနောက် ဒါရမဂဂောတာဟံဆောင်စံသင်နှင့် ပုပုခင်တို့ပြုံးရှင်စွာဆင်းသက်လာကြလေသည်နှစ်ဦးစလုံးမှာခြေနှက်လာသောအသွင်ဖြင့်ပန်းချံဤအလတ်ကိုဝေ့ကြည့်လိုက်ကြပြီးနောက်တဦးနှင့်တဦးဘုကတ်စွာရှင်၍ပန်းချံတွင်သို့စကားတပြောပြောနှင့်လျှောက်လာကြသည်ပန်းချံတွင်၎င်းအတွဲကိုစီများဖြင့်၎င်းတဦးချင်းသမားများဖြင့်၎င်းအေးအေးလူလူသွားလာလျက်ရှိနေကြ၏ ဇန်သင်တော်နှင့်ပူပခင်တို့ပဉ္စံတွင်တဏှာတို့ရောက်လျင်ခလန်းလမ်းမဝင့်နေကြသောတရောင်းစားနှစ်ဦးအနက်တဦးကနာသင်ဘာဘာနှင့်ဆူတောင်းတဲ့ဘုတ်ကိုရွတ်ဆိုလေတော့သည်တာရုပါခမညာတာရုပါတာရုပါဣရနာစိန်စိရနာကြောင့်စိန်ပရိသာစိန်မြီမာထပေါက်လျက်စိန်လက်ကောင်ကစိန်ချေချင်းစိန်ယောင်စိန်ကြောင်လင်းပြလျက်စိန်ခါစင်စိန်ဒါလီစိန်နာရီကြီးရှုပ်လို့မို့ ဇူဘေတန်ကြား၍စံတွင်ကလမ်းကြည့်လိုက်တွင်တွင်မိမိရန်ကုန်ရောက်စားကဤပန်းညာအတွင် ဆုံရသောတရောင်စာအုပ်စုထဲမှပေါင်အိုင်နှင့်စံဖဲဆိုသူတို့ဖြစ်နေကြောင်းမှတ်မိလိုက်လေတော့သည် ထိုစဉ်က၎င်းတို့အဖြစ်ကိုသတိရလိုက်၍လဲစံတွင်မှယုံဖြဲဖြဲကြီးဖြစ်သွားကဘောအိုင်တို့ရှိအရောက်တွင်စံတွင်ကငွေတကြတံတစ်ချက်စီကိုထုတ်၍ခွက်ထဲထည့်လိုက်သည်ဘောအိုင်မှလည်းငုံနေရာကထူးထူးဆန်းဆန်းကြက်တံတွေ၍

ဒီကောင်အရင်တို့တွေ့ခဲ့ဘူးတဲ့ဘိုင်ကနေမဟုတ်လားဘိုင်မဘိုင်ခါလီကျွတ်ကနေกว่าဇံဖဲကအန်အဟန်ဖြင့်အေးกว่าအစ်စ်ပဲငါမှတ်မိပြီဟာဒါဖြင့်ဒီကောင်တဲဖြိုးနေပါလားဒီလိုကားနဲ့မြာနဲ့ဘဲကဘဲနဲ့ဘဲအဖွဲကကတ်ပြီ jump promotion နဲ့အရှင်လက်လက်ကောင်းစားလာတာလေမသိဘူးနော် ။တဝကိုက်လူလာနေသည်ဖြင့်တရောင်စား၌ဥတော်လဲစကားပြည့်၍ဣန္ဒြေဆယ်လိုက်က စုပေးကိုအော်ရွနေတော်၏။ကိုကိုတော်ဟန်ဆောင်စံသည်နှင့်ပုပုခင်ကညနေမောင်စားပြုသည်အထိရန်ကုန်မြို့ရှိထင်ရှားသော နေရာများသို့တနေရာပြည့်တနေရာသွား၍အာမရနိုင်အောင်ရှိကြတော်သည်။တိရစ္ဆာန်ယုံတွင်လည်းနှုတ်ရရနှင့်ပြောမြူးခဲ့၏ဘုဘုခင်တို့တိုက်ပူလေးရှိသောကာထုဆရရင်ဆိုင်ချင်းကာမောင်းလာသောစံသင်က ်သွက်လက်စာဖြင့်ခုံဆင်လိုက်ပြီးနောက်ဘူဘခင်ဘေးမှကာရကကိုဖွင့်ပေးလိုက်၏ထိုအပြုမူကဘူဘခင်ကခြေစပွဲမျက်လုံးလေးဖြင့်စံသင်အားဝေး၍ကြည့်လိုက်ပြီးကဗမဆင်းရင်ကုကုဟာလီတကရင်ဥမာလေးလက်နဲ့ပါတော့ဟွန်းအခုတော့ဖြင့်ယူရလိုက်တာနောက်တော့သာနော်ချစ်စပွဲချောလွန်းလွန်းမျက်နှာသားလေးဖြင့်ပြောနေသောဘုဘခင်ကိုစံသင်က အာမလအာမယာဖြင့်ကြည်နေမိပြီးမှမိမိ၏ဘဝအမှန်ကိုတွေ့ရမိသောဆန်သည်မှာရင်တွင်မှမရှိတင်ကဲဖြစ်မှုကြောင့်ရုတ်တရက်မျက်နှာများပင်ပြတ်သွားရတော့သည်နောက်မှကြိုးစား၍ပြောလိုက်ရပြီပုပုဟာလေတကယ်တကယ်ပဲအဟုတ်ဟင်ဟင်ဆန်သည်မှာကျိတ်မနိုင်ခဲမယားဖြင့်ဘူဘူခင်၏ပခုံးလေးနှစ်ခုကိုသူ၏လက်ကြီးဖြင့်ဆွဲယူဖြင်းလိုက်မိတော့သည် နောက်မှအန်ကိုကြိတ်လျက်စိတ်ကိုအနိုင်နဲ့ထိန်လိုက်ရပြီးပူအားလွတ်လျက်ကားပေါ်တို့တက်ထိုင်လိုက်ကကဲကိုသွားတော့မနော်ကိုသွားတော့မယ်ပူတော်တော်တို့လည်းအပြင်သွားကြတယ်ထင်တယ်ဟုတ်တယ်ဒါနဲ့ကိုကိုညနေအားလိုက်ရင်လာခဲ့ဦးနော်ကူကူကကြီးဒရိုက်ဘာလှုပ်လို့ပုတ်ပင်နေတာပုကလည်းတလဲပုတ်မရအောင်မယ် ကိုကိုလေးမိမသရေမှာမောင်းနေကဖះတရပြီးစီးဘူးတယ်ရှိအောင်လေဇန်သင်းမှာသဘောကျစွာရေမော၍ကောင်းချင်းလာပြီးကားကိုညင်သာစွာမောင်းထွက်သွားလေတော့သည်ဘူဘူခင်မှာလက်လေးပြလိုက်ရှာလေးထုတ်ပြလိုက်ဖြင့်ကြောင်ဆက်ဆက်မျက်နာကလေးဖြင့်ခြေနက်စွာကြံရင့်နေခဲ့လေဇန်သင်းပုထံမအပြံကမ္မောလာရင်အတွေ့တန်းကြီးသည်တည်၍ပါလာလေတော့သည် ဘုဘခင်ဤဖြူစင်တန်ရှင်းသောစေရနာနှင့်တကယ့်ကိုယ်ကိုယ်သောအယောင်ဆောင်နေသောမိမိအပေါ်ထားရှိသည့်ချင်းမြတာတို့ကိုစံသင်ကပြန်တွေ့နေမိသူခမယာယောသားလင်းရသားလင်းကြာပစက်ရောက်နေသောအဖြစ်ကိုမသိရှာခြင်းဖြစ်သည်ဟု၍သာစံသင်ကတထိတ်ချဆွဲမှတ်နေမိတော့သည်ဤသို့ယောလင်းဖြောင့်မှန်လွင့်၍ပင်အပြစ်ကင်းမဲ့သူလေးတို့အားစံသင်က ဘုရင်ဤအကြံတိုင်းဘုဆုပတ်ဆက်မကြံရအောင် ဖြစ်နေမိပြန်တော့သည်သို့ဘုဘခင်တို့ယောသမန်တိလေလေလှည့်စားလာခဲ့သည်မိမိဤအဖြစ်ကိုလည်းစိတ်မကောင်းမိလေဖြစ်နေမိနောက်ဆုံးဤရှုပ်ထွေးကောက်ကျစ်လာသောဘုရင်တို့နှင့်တကားဖြောင့်မှန်တန်ရှင်းလာသောဘုဘခင်တို့အားစွန့်ခွာ၍တော်တော်ပင်တိတ်တဆိတ်ပြန်ပြေးခြင်းတော့ပြီမိမိဤဘဝအခက်အခဲမှာ ရာရည်သက်သာလွတ်မြောက်ရွတ်သာကြီးမိပြီးဘုရင်၏အကြံစီကိုလက်ခံခဲ့မိတော်လဲတကယ်တော့ဤသို့သောမတမာသည့်ဤဖြင့်ရရှိမိလက်ကိုစံသင်သည်ယွင်ကျင်လာလေတော့ပြီစံသင်မှာ မျက်နှာညှိုးငယ်လျက်ပင်ကာကိုခြံတွင်တဲ့သို့မောင်းဝင်ခဲ့မိသည်ထို့နောက်စိတ်မကောင်းလာသည်ဖြင့်မြည်သူနှင့်မြတွေ့ဆုံနှုတ်ဆက်ခြင်းမပြုတော့ဘဲအိမ်ပေါ်သို့သာတန်း၍တက်သွားတော့သည်မိမိအခန်းတကားကိုဖွင့်၍ဝင်မြေအပြုတ်တွင် တပတ်ခမ်းမှထွက်လာသောဘိုးတွင်ကိုတွေ့လိုက်ရသဖြင့်မျက်နှာကိုကမန်းကရန်ပြင်လိုက်ရသည်ဘိုးတွင်ကတွေ့ပုံရသွားကဟဲ့လူဘာဖြစ်လာတာလဲငိုင်းတိငိုင်းတန်နဲ့ဒီဟာကြီးတော့တခုခုညှောင်မိပြီထင်တယ်ဒါမျိုးဆိုမျိုးမထားနဲ့တော့ဇန်လင်းကမျက်နှာကိုအတင်းပြုံလိုက်ပြီးဩဘိုးတွင်ဘာမှမဖြစ်ပါဘူးဘဲမှမသွားဘူးလားအိမ်မုံစံတွေဆွဲနေရတာနဲ့ဘဲမှမသွားပြဘူးဗျာ ကျုပ်ကွန်ထရိုက်တာယူထားတယ်လေနို့ကိုလူကြီးအတော်ခီးပေါက်နေပြီထင်တယ်အချိန်နေကြည့်ရတာတော်တော်နဲ့ဇန်သင်းကမျက်နှာမဲခနဲ့ဖြစ်သွားရမှဂမန်ကရန်ပြုံးလိုက်ရည်ကျိုးစားတော့ကိုလူကျိုးစားဒါတဲ့တခုတော့သတိထားပြောဘိုးတွင်းကဇန်သင်းအနည်းတော့ရောက်လာပြီးလေးနဲ့တော့မျက်နှာထားဖြင့်ကိုလူတခုတော့သတိထားเสีย ။ကောင်းပါလေးနဲ့ညီဖို့အလိုသဘောလုံရင်လုံရင်နဲ့ကိုလူတကယ်ဒါရဟစ်ချိမိသွားလို့ကုသရခက်နေပါဦးမယ်။ဇန်တင်းဒီတိတိတလာမျက်နှာမဲသွားပြီးအာဘိုးတွင်းကလည်းကျွန်တော်သိပါရဲ့။ဒေါ်ကိုက်ဦးရှန်ကအိမ်ပေါ်တလာပြီးပစ္စည်းတစ်ခုကိုလာယူသည်ဖြင့်သူတို့နှစ်ဦးစကားများကိုဖြတ်လိုက်ကြရပြီ။ဘိုးတွင်းဒီဦးရှန်ဘက်မျက်နှာအလှဲ့လိုက်တွင်ဇန်တင်းဤဟန်ဆောင်လျာသောမျက်နှာမှာယုံရမညှို့ကြသွားလေတော့သည်။ ဤအဖြစ်ကိုလေကားပေါ်မှ အမတ်တမတ်တက်လာမိသောဇန်ကြီးကမြင်လိုက်သဖြင့်ဇန်ကြီးမှာဇူးဆိုင်ကြည့်လျက်အံအားတင်သွားလေသည်ရန်ကုန်မြို့ဤညတညာဥဒ္ဓောသွားလာနေကြသောဂါရန်ကြီးများတွင်အမိုးဖွင့်ဆလင်ကားလေးစင်းပေါ်ဝဲရှင်ပြုံးကျင်နာသောအသွင်ကိုဆောင်းလျက်ကားမောင်းလာသည့်မိမပြောတဲ့ဦးနှင့်မိမရှင်၍ထိုင်လိုက်လာသောယောက်ျားပြောတို့ဤဗဏ္ဏီလာသောဇုံတွဲအားမြင်ရသူပေါင်းတို့ကတမင်လေပြန်လူအောင်ပင် ြည်ရသည်ကြီးဖြစ်တော်သည်သူတို့ကစံသင်းနှင့်ပုပုခင်တို့သည်စံသင်းနှင့်ပုပုခင်တို့စင်းနေလာသောကားလေးမှာအေးချမ်းသောလမ်းကလေးမှအင်းအားစီတို့မောင်းလာကြ၏အင်းအားဆောင်တွင်အရက်လိုက်ကားပေါ်မှရွှင်မြွေစွာခုန်ဆင်းလာသည့်ပုပုခင်မှာသွက်လက်လျက်ရှိသလောက်စံသင်းမှာမူကားဒိဋ္ဌိတသာကြီးဖြင့်ငိုင်းတိငိုင်းတိုင်ကြီးဖြစ်နေသည်စံသင်းသည်ရေပြင်ကြီးကိုသာအတိတ်ပဲမရှိငေးကြည့်နေမိလေတော့သည် ဒါကိုတွေ့ရင်ပုပုခင်ကနှုတ်ခမ်းလေးကိုတင်းတင်းဆစ်လျက်မြက်ခွန်းကိုချီလိုက်ပြီးနောက်"အိုးဘယ်နဲ့ဆရာကြီးရဲ့ငိုင်းလောက်ကြည်လား"ဟာ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 လူကရောက်နေတယ်မှတ်တယ်။ဇန်တင်မှာရုတ်တရက်အိယာမလန်တို့သူကဲ့သို့ကြောင်တိကြောင်တောင်ဖြစ်သွားပြီးမှအလင်းမြန်ပြုံးလိုက်ကပုကဖြင့်လေတကယ်လန့်သွားတာပဲ။ဘုဘုခင်ကစံတင်အားရွှင်ရွှင်ဆာဆာကြည့်လိုက်ပြီးနောက် ဇန်သိန်းဤရင်ဝင်တွင်သို့ကိုလုံးကလေးကို ပြည့်၍မိလိုက်၏၎င်းနောက်နှစ်သိမ့်ကြည်နုလာသော မျက်နာကလေးဖြင့်အင်းရဤတာယာသောရွှေခင်းများကိုကြည့်နေတော့သည်ဇန်သိန်းကတော့ဘုဘခင်ဤကိုလေးကို အလိုက်သင့်ဖတ်ထားသည် သူမျက်နာမှာစိတ်မကောင်းဟန်များပေါ်လွင်၍နေ၏ဘုဘခင်ကဇန်သိန်းဤရင်ဝင်တွင်မှလည်း၍ရှက်အင်းကြီးကျဲသည့်တလုံးကိုဂလူကရဖြင့်ဘုဒ္ဓကစားနေရာမှကနွယ်ကလေးအတန်ကလေးဖြင့်ရှင်တွဲရှိတဲ့အတိုင်းပါပဲကိုကိုရင် ။ပုရကတော့ချစ်လေလုံးလုံးမုံရင်ရရဆိုတာမျိုးပဲကိုကုံ။ပြည့်ရမရှိဘူး။အပေါ်အစီတာဟံတွေပန်တွေမရှိ။ချစ်တာပဲတည်တယ်။တည်လောင်။စံသင်္ကရမိမိဤရင်ခွင်တွင်ကြောမိကပြောဆိုနေသောဘုဘခင်ဤစကားများကိုကြားလိုက်တိုင်းအသက်နှလုံးကိုအဖျားကလေးများဖြင့်အဆွတ်ခံရသည်လားရင်တွင်မှနာကျင်လာတော့သည်စိတ်ထိခိုက်လေလံလျက်ရှိသည်ဖြင့်ဘုဘခင်အားငုံကြည့်ပြီးတပြင်းချလိုက်မိ၏ ဟင်းကူကိုဘာတင်းချရလဲလိလက်လေတင်းကြီးကလည်းဟင်းနှစ်ပိတ်တောင်ရှိတယ်ထင်ပါရဲ့အဟုတ်ပဲအဟိတကယ်ရင်ဘူကပြောင်းဆက်စားကလေးပြောလိုက်ရာဇန်တင်းသည်သူမူပြက်လွန်းနေပြီလို့ဟုကမန်ကရန်ဟန်ပြင်လိုက်လျက်မိမိဤပါဖြင့်ဘုံညခင်ဤကောင်းမဇပင်များကိုတရွတ်တရပွေ့၍ပြင်းနေမိသည်ဘူကမျက်နာကလေးအိုနေရာမှပူရုံကတော့ ကိုကိုရဲ့ဆွေဖက်ရှိတဲ့တိုင်းသာပြောရတာပဲပုလီကိုကိုကိုဘယ်လောက်ရှိလဲဆိုတာကိုကကိုစမ်းစစ်ကြည့်မိတယ်လောကမှာမေတ္တာဆိုတာပဂရိကိုပိုင်ရေးကိုပိုင်ကိစ္စမဟုတ်လားကိုကိုမေတ္တာကို ရောင်းလို့ဝယ်လို့ညာယူလို့ရတာလားကိုကိုဘုဘခင်ဤစကားကြောင့်စံတဲ့မှာ အလွန်စိတ်ထိတ်ခိုက်ကနေရထိုင်ရခတ်သွားတော့သည် မျက်နာပြက်လျက်ရှိရမှအတန်ကိုအနိုင်နိုင်ထိန်လိုက်ပြီးဘေးရမလဲပုပ္ပူရဲ့ ခုနှစ်ဟာလေစစ်စစ်ထားခဲ့ရတာကတက္ကစပဲခုမှအခုလိုမြစ်တာတွေပုံအပ်ပြီးမြစ်တာမိုးတွေဆွေရဖို့ဖလှယ်ပြန်တော့လေဩကိုကိုဟာလောကမှာငါကိုပိုင်ဝင်မြစ်လေမြစ်တာကိုအဲ့ရမယ်တူးရင်းသောသူပါကလားလို့တွေးတွေးပြီးအဟုတ်ကြီးနူးလိုက်တာကိုကိုရဲ့စံတင်ကပေါ်၍စိတ်နာကျင်သွားမိလေသည်အင်းရမင်းပြက်ကဒုံဒုံရင်ရင်ဆွနေနေကြီးဖြစ်လျက်တပြင်းကိုချလိုက်မိပြန်၏ဟွန်း ။ဘုဘခင်ကလမ်းပြသလိုဖြင့်စံသင်ဘက်သို့ဖြာခနဲ့လက်တီး၍ဟော့ဟော့လာပြန်ပြီလား။နှမိတ်တန်လောက်တပင်းကြီးကိုကိုမဖြစ်နေတာလဲ။ဟိုလေးတုန်းကလည်းဘုကကိုကိုကိုဘုတို့လက်ထက်ကြပါစို့လို့ဆိုတော့ကလည်းဒီလိုပဲတပင်းကြီးတခြားတခြားဖြစ်နေတယ်။ဟွန်းကိုကိုဘာဖြစ်နေတာလဲဆိုတာပုတိတယ်။လက်ထက်ဖို့ရေးဆိုတော့ဖိလက်ကမမရှိလို့တပြင်းချက်နေရတာမဟုတ်လားကိုကို စံသင်းမှာလက်ကာ၍ရောင်တောင်တောင် ဖြစ်နေရမှာဟာပုကလည်းပုကလည်းကွာတီကတော့ဆရာကြီးရှင်းရှင်းပါမေးတော့ပြီးလက်ကမမတို့လိုတော့အချစ်ဖြူဖြူဝေးကြီးမဟုတ်ပါတော့ဒီမှာကတော့အချစ်ညိုတူတူပဲဖြစ်ပါတော့ကဲကဲလီညနာလေးချီ၍ချီ၍ရန်တွေက ပြောင်းနေသောပုပုခင်အာကြည့်လျက်ဥဟာလေအဟုတ်ပဲတကယ် ဘူကကိုကလေးကိုမက်လျက်သပင်ကိုပြပြင်လိုက်ပြီးနောက်ကဲဒါဖြင့်ပြောပြောဘာလို့တပင်းကြီးတခြားကြနေကိုရမြတ်ငနေကဖြစ်နေရတာတုံးစံတဲ့မှာဘာပြောရမှမသိဘေးကျနံကျတွေ့နေရမှအတဏ္ဏဆုံးဟန်ဆောင်ကပြုံးလိုက်ရည်ထို့နောက်မှာမိမိအဖြစ်ကိုမပေါ်ရန်အတဏ္ဏဆုံးမူရာမာယာလောက်တော့မြေဟုအဲအဲ့ဒါကိုရအမျိုးကချစ်ရင်တပင်းကြီးခြားတတ်တယ်ပူရဲ့အခုလေ ပုဂ္ဂိုလ်ချစ်လာလို့တပင်းက မနေနိုင်မထိုင်နိုင်ဖြစ်ပြီးချချတပင်းချဘုကမျက်လုံးကလေးလက်ထော်သားပြီးစံသင်အားဆွဲလင်လိုက်ကတော်လားမဟုတ်တာထူးထူးဆန်းဆန်းတပင်းချရတဲ့အမျိုးရည်လို့တကယ်တမ်းမပင်စံသင်မှာရှုံမဲ့သွားရမှဒီမှာလေးဘုကြမ်းများချစ်သူတွေ့ရင်ဘယ်လိုလုပ်ရသိလားဘုဘခင်ကကြောင်တောင်မျက်နာကလေးနဲ့ကောင်းခါပြလိုက်ပြီး ပါဇာကြီးကိုဟောဒီလိုဖြဲ့ပြီးအဲ့ဒီလိုတဟိဟိနဲ့អော်တာបော်ဘုကសានទិនဤပြောင်းဆက်ဆက်မျက်နှာကြီးကိုជី၍ခိ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 အဲနွားများချစ်သူတွေ့ရင်တော့ဟောဒီလိုဘုဘောဟောဒီလိုအဲ့ဒီလိုကိုអော်တော့တာပဲ ဇန်သင်ကပြောရင်ဆိုရင်လက်နှစ်ဘက်ကိုဂျိုဒရန်လှုပ်ပြီးနောက်ဘူဘူခင်ဤခါလေးကိုလိုက်ကလေးလေးတော့ရာဘူဘူခင်မှာတွွန့်တွင်ကလေးလူးသွားလေသည်တော်ပါတော့ကိုရှိနေသူကြီးရဲ့ဥတက်လို့သိရပါတော့မယ်တကယ်ရင်သူ့မူကြံကြံဖန်ဖန်ဘူဘူခင်ကစံသင်အားမျက်ဆောင်ကလေးထုတ်ကပြောလိုက်ပြီးရှင်မြချစ်သူတွေ့ရင်တော့လေ အဲ့ဒီလိုអော်ပြီးနှာမောင်းကြီးနဲ့ဟောរីလို ဟောរីလို ဟောរីလိုဇန်နင်းကလက်တစ်ဖက်ကိုနှာမောင်းလလပြီးဘုဘုခင်အားဆွေး၍ပွေ့လိုက်လေတော့ရာဘုဘုခင်မှာဆက်ကော့လက်ကော့ဘာလာပြင်းနောက်ဇန်သင်းဤရင်ပတ်အားလက်သီးစုပ်ကလေးဖြင့်ထုနေတော့ဤထို့နောက်ဇန်သင်းသည်မျက်နှာကိုဟန်အတက်နိုင်ဆုံးဆောင်းလိုက်ပြန်ကဲကြောင်ရချစ်သူတွေ့ရင်ကောဘယ်လိုလုပ်တယ်သိလား ခွန်ညာညာအဲ့ဒီလိုအပြာရင်ဘူဘခင်ဤမျက်နာကလေးကိုခြေစနှုတ်လေးဆွဲလင်းလိုက်ပြန်လေသည်ဘူဘခင်သည်ကိုယ်လုံးလေးတင်းတင်းတောင်းအောင်ရေမောကြည်ရှင်နေတော့ဤနောက်ဘူဘခင်သည်စံသင်းဤရင်ခွန်တွင်ယုံပြုံကလေးမိနေလိုက်သည် ။ဒါရလာသောအင်းရညရွှေခင်းညှို့ရတွင်ဘုဘခင်သည်ရင်မူးငေမောသွားလေသည်။စံသင်းသည်သူ့မျက်နှာကွယ်သည်နှင့်ပင်အတင်းမူယာမာယာများထားရသောအပြုံများပြောက်ွဲက မိုင်းပြပြအငေးဖြင့်သက်ပြင်းကိုကြဲ့၍ကြဲ့၍ချလိုက်လေသည်ဟုတ်ကဲ့ပါခင်ဗျာဇာကြီးဆရာဆရာကြီးဒေါ်ရာဆွေဤပြဆွဲသောမိုးစိတ်ဆိုတဲ့ဝိတုစာအုပ်ကို အပိုင်းကနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေ့တို့အဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာညံညံညံအားလုံးကျမ်းမာဘေးကင်းလုံခြုံကြပါစေကျွန်တော်ဖုန်းမြတ်တင်ပါခင်ဗျာ